2025ခုနှစ်မှာ content creator စားလုပ်ဖို့နောက်ကျနေပြီလားဆိုရင်လုံးဝလုံးဝနောက်မကျသေးပါဘူး company တွေကလည်း content creator အများကြီးကိုလိုချင်လာတယ်လို့ viewer တွေကလည်းပိုကောင်းတဲ့ပိုကောင်းတဲ့ content creators တွေအများကြီးကိုလိုချင်လာပါတယ် social media platform တွေကလည်း constantly evolving ဖြစ်လာတယ်လွန်ခဲ့တဲ့3နှစ်က TikTok နဲ့အခု TikTok ကမတူဘူး ပြောင်းလဲလာတဲ့ background မှာ TikTok ကလည်း live လုပ်ရင်ဒါပတ်စံပေးလိုက် video တင်ရင် creator fan တွေနဲ့ပေးလိုက် platform စီအကောင်လုံးကသူတို့ရဲ့ platform မှာ creator တွေကိုနေခိုင်းစီရှင်တယ်အဲ့ဒါက creator တွေအတွက်ကောင်းပါတယ်ပတ်စံရတဲ့ opportunities တွေအပေါ်များပါတယ်ကိုလှုပ်ချင်တဲ့ content ပုံစံကိုအရှိမလုံနေပြီးသား creator တွေရှိမှာပဲ travel vlogger ဆိုလည်းရှိတယ် food vlogger ဆိုလည်းရှိတယ် tech review လည်းရှိတယ်စာအုပ်ကိုဖတ်ပြီးမှ knowledge sharing လုပ်တဲ့သူတွေလည်းရှိတယ်အဲ့တော့ ငါလှုပ်ရင်လည်းငါရှိမှရှိနေပြီငါလှုပ်ရမလို့ဘူးလို့ထင်ထင်ကြလိမ့်မယ်တကယ်တမ်းမဟုတ်ပါဘူး viewer တွေအကုန်လုံးက မတူညီတဲ့ perspective ကိုလိုချင်တာအဲ့ဒီပြောချင်တာကဘယ် industry ကိုပဲဝင်ဝင် ကိုယ့်ထက်အရှိရောက်နေတဲ့သူတွေကရှိပြီးသား ဲ့လိုရှိနေလို့လေကိုကဝင်ဖို့ငါနောက်ကျနေပြီလားဆိုတဲ့ mindset မရှိတင်ပါဘူးကို့မှာ credibility တခုရှိလာတယ်ဆိုရင်ကိုပြောချင်တဲ့အကြောင်းအရာကိုပြောတဲ့အထင်မြင်တွေကို viewer တွေကနားထောင်ချင်ပါတယ်လုံးဝနောက်မကျပါဘူးနောက်တဲ့ topics တခုကို